မေလာပါဒီဝက်စပေါ့ပရိသတ်တွေအားလုံးပဲမေလာပါလဘောပသိအောင်တူရကီမှာလာတာဆေးကိုတော့ကိုကိုမရှိနဲ့ရှုံးနေသွားခဲ့ပါတယ်ဒါပဲရတုံးကခရစ်စတယ်ဘဲလေးအတင်းကိုရှုံးနေမှုအပြီးနောက်ထပ်ရှုံးပွဲဆက်ခဲ့တာလည်းပဲဖြစ်ပါတယ်ရာသီစမှာ9ပွဲစရိုက်9ပွဲရပြီးတဲ့နောက်အခုနောက်ဆုံး2ပွဲမှာရှုံးပွဲစရိုက်ကြုံတွေ့ခဲ့ရတာလည်းပဲဖြစ်ပါတယ်ဆိုတော့ဂျမေကာရီကရေးဒါကိုတကယ်ပဲဒါကတကယ်ကိုပဲစိုးရင်စရာဖြစ်မဲ့အခြေအနေများပါလားဟုတ်ပါတယ်တကယ်ကိုစိုးရင်စရာပါပဲ ဒါပဲနောက်ဆုံးနှစ်ပွဲတည်းကိုကြည့်ပြီးတော့စိုးရိမ်နေတာမျိုးတော့မဟုတ်ဘူးဗျကျွန်တော်ထင်တယ်လဘောဝီရဲ့ဒီအားဒီကစားကြတဲ့၉ပွဲလုံးကတကယ်ကိုစိုးရိမ်စရာကောင်းနေကြတာပါကျွန်တော်လဘောဝီအသင်းအတွက်ဟိုအစိုးကြီးတွေကစိုးရိမ်ခဲ့ပြီးသားပဲဖြစ်ပြီးတော့အဲ့ဒီအကြောင်းကိုကွင်းပေးမှာနေပြောက်ကိုကျွန်တော်ဖွင့်ဟပြောဆိုခဲ့ပါတယ်ဘုံမောင်နဲ့ပထမပွဲမှာပေါ့အဲ့ဒီပွဲမှာလဘောဝီအသင်းက၄ဂိုးနှစ်ခုနဲ့နိုင်ရသွားခဲ့ပါတယ်ကျွန်တော်ကတော့ထိတ်တဲ့အသင်းအသင်းကိုကြည့်နေရတယ်လို့တော့မခံစားရသေးဘူးဒီလဘောဝီအသင်းကအခုလက်ရှိမှာဘောလုံးကစားနေတာမဟုတ်ဘူးဗျသူတို့ကဘတ်စကတ်ဘောကစားနေတယ်လို့ပဲ ဓာတ်စစ်ဆင်းလိုက်ခံစစ်ပြေးဆင်းလိုက်နဲ့တကယ်ကိုဗျာမတားကြီးဖြစ်နေလို့ထဲထန်အသိဉာဏ်တွေကအဲ့လိုမစားဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်ပြောခဲ့သလိုပဲအဲ့ဒီအကြောင်းကိုနေပြောက်ကိုစောင်းကြီးကလေးကကျွန်တော်ပြောခဲ့ပါတယ်သူကတော့ကျွန်တော်ထက်အများကြီးပိုသိမှာပါသူကထုချွန်တဲ့နေပြောက်တယောက်ဆိုတာလည်းထင်ရှားပါတယ်ဒါပေမဲ့အခုလက်ရှိမှာတော့လဘောသိန်းကပြည်တဲ့ယာစီတုံးကသူတို့ကိုထဲထန်အသိဉာဏ်အသိဉာဏ်ဒါပေမဲ့အလုံးစိုးစားတဲ့အသိဉာဏ်အသိဉာဏ်တို့ကျွန်တော်တို့ခေါ်ကြင်ပါတယ်အဲ့ဒီအသိဉာဏ်အပေါ်ခေါ်ယူခဲ့တဲ့ဇာမတွေနဲ့နည်းနည်းပါးပါးကျယ်ဝင်းတွေကိုထပ်ပြစ်လိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဒါစစ်ပိုင်းကလည်း ဘာမှထူပြီးတိုးတက်မလာတဲ့အပြင်ခံစစ်ပိုင်းကလည်းအများကြီးဆုံးရှုံးနေပါတယ်။ဒါကြောင့်မလို့နီးပြားအတွက်တော့ပြည်ရဲ့ရာသီကသူ့အတွက်အရန်ကိုချောင်းမွေးတဲ့ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။အခုတော့သူ့ရဲ့တန်ဖိုးကိုတကယ်ကိုသက်သေပြရတော့မှာပါ။ဟုတ်ပါတယ်။ပြည်ရဲ့ရာသီကပရိမယားလေးကိုနိုင်ခဲ့တယ်။မယုံနိုင်ကြပါ။ဒါပေမဲ့အခုတော့သူ့ဖြည့်ရှင်းရမယ့်ပြဿနာအရှုပ်ရှိနေပါပြီ။သူ့ရဲ့နာတွေကိုဘလို့ကန်တွယ်ပြီးဖြည့်ရှင်းမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာတော့ကောင်းပါပါ။ဘာလို့လဲဆိုတော့သူကဇာမအချို့အပေါ်မှာပတ်စံတွေအများကြီးသုံးဆွဲခဲ့လို့ပါပဲ။ဒါပေမဲ့အခုလက်ရှိမှာတော့သင်းရဲ့ဟန်ချက်က မှန်မှန်ဘူးလို့ကျွန်တော်ထင်တယ်။ထင်ရှားဆုံးကတော့ဗျာ Florian Wasp ပဲ။သူကလုံးဝကိုခြေစွမ်းမပြသနိုင်သေးဘူး။သူကလင်းအသက်ကိုရောက်လာတဲ့လူငယ်ဇာမားလေးတစ်ယောက်ပါ။လဘဝဇာမားတစ်ယောက်အနေနဲ့သူ့မှာအထိတ်အများကြီးတော့ရှိပါသေးတယ်။ဒါပေမဲ့အခုချက်ချင်းအတွက်တော့သူ့အသင်းထဲကနေခဏထွက်နေတဲ့နယ်လို့ကျွန်တော်တို့ထင်တယ်။လဘဝအသင်းကပြည်တဲ့ရာသီကပုံစံကိုပြန်သွားတဲ့နယ်။အရိကနေမှာယုံကြည်မှုကိုပြန်လဲတည်ဆောက်နောက်ခံစေပိုင်းခါမာမှုကိုတည်တည်ချာချာပြန်လဲစောင့်တင့်ပြီလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အခုလက်ရှိပုံစံကတကယ်ကိုရှုပ်ချက်ခတ်နေတာပဲဗျာ။ ဒီလိုကြတော့စိတ်တော်မကောင်းဘူးဗျအကြမ်းကြီးသူတို့ကနှစ်ပွဲပဲရှုံးနေတာပဲလीမဟုတ်ဘူးလားမဟုတ်ဘူးဗျဒါကရှုံးတာမရှုံးတာနဲ့မဆိုင်ဘူးဒါကစွမ်းဆောင်ရည်နဲ့ပဲဆိုင်တယ်ပြီးတော့ဒါကပရမာဆုံးနေ့ကလေးကဖြစ်လာတော့မယ်ဆိုတော့ကိုသိနေခဲ့တာနဘဘူးကနယူကာဆယ်နယ်ပွဲရဲ့ဒုတိယပိုင်းမှာအပြတ်သက်အဖိခံခဲ့ရတယ်အဲဒီတော့ကနယူကာဆယ်သင်းက၁၀ယောက်ထဲတော့အဲဒီလိုအရာတွေကလုံးဝကိုမဖြစ်သေးဘူးပေးရကခရစ်စတယ်ဘယ်လင်းနဲ့ပွဲမှာဆိုရင်သူတို့ဟာအခွင့်အရေး9ကြိမ်လောက်တော့ပေးခဲ့ရတယ်အဲ့ဒါတွေရာဒီပရီးမီးယားလိဘယ်အသင်းမှကိုမပေးထားအောင်တော့အဲဒီလောက်အခွင့်အရေးများတဲ့အသင်းမရှိဘူး ဆိုတော့ချန်ပီယံဖြစ်တဲ့လီဗာပူးအသင်းကလေဒါကြီးကဖြစ်လာတော့မယ်ဆိုတော့ဂျိုတိနေတဲ့ကိစ္စပဲဒါကအာသင့်စရာတော့မဟုတ်ပါဘူးအံ့ဩစရာလည်းမဟုတ်ပါဘူးနောက်ဆုံးနှစ်ပွဲမှာဖြစ်ပြန်ခဲ့တာတွေအတွက်နေပြားကအများဆုံးပြုတ်ပြင်းဖို့လိုအပ်နေပါပြီဆိုတော့ကျွန်တော်တို့မကြောက်ခင်မှာထုံးလိမ့်မဲ့သုံးသက်ချမ်းအပြည့်စုံမှာတော့ဂျမ်မီကိုဒီအကြောင်းအလေးထပ်ပြီးတော့အသေးသေးပြောပြခိုင်းအောင်ပါပါဒါပေမဲ့ DR ကြောင်ကြားလေးမသွားခင်မှာကာရတာဆေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားရဲ့အမြင်လေးသူ့ရဲ့သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဒီရလနဲ့ထိုက်တန်ခြင်းရှိမရှိအမြင်လေးပြောပြပေးပါဦးအော်ဟုတ်ကဲ့ဗျာ ခင်ဗျားမှာကန်ကောင်းကြီးအနေနဲ့တော့အမြဲတမ်းတော့ရှိနေမှာပဲသူတို့ပေးခဲ့တဲ့ပင်တယ်ဒီကပင်တယ်ဒီတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကမော်ရိုနိုင်းအပေါ်မှာတိုက်ပွဲဝင်ခဲ့ကြတယ်ဗျသူတို့ကဒိုင်မန်ဒါစစ်ကိုအကောင်းဆုံးအသုံးချပြီးတော့ဇာသွားတယ်ခင်ဗျားတို့သားအိုမန်ကိုတခါလေမှတကူကောင်းမဆန်ဘူးဆိုရင်သူတို့နောက်ထပ်ဂိုးတွေတော့ရနိုင်ခဲ့တင်တယ်ဗျသူကသူ့အသင်းပေါ်နေတဲ့ဘောလုံးကိုပေးနိုင်ခဲ့ပြီမဲ့ဒါကပင်တယ်ဒီကိုတော့သူတကယ်ကိုကောင်းကောင်းကန်သွားခဲ့တာပါပဲကျွန်တော်ပွဲအစမှာဂျမီကိုပြောခဲ့သေးတယ်ကာလာဒါစေးကဒီညလဘဘူးကိုဘလို့ဒုက္ခပေးမလဲဆိုတာကျွန်တော်မြင်နေတယ်လို့ ဆိုတော့တို့ကတော့ချီးကျူးရမှာပဲတို့အတင်းမှာရှိတဲ့ဈာမတွေကိုကြည့်လိုက်ပါတို့မှာခြေစမ်းပြတဲ့ညာညာမှာဆိုရင်တော့ဥရောပကဘယ်နေနဲ့မဆိုကောင်းကောင်းကစားနိုင်ပါလေတို့ဆက်ပြီးတော့ဒီတပိုးပြီးလုံးနိုင်မလားကျွန်တော်တော့မသိပါဘူးဒါပေမဲ့လည်းပဲတို့အိမ်ကွေးမှာအခုပြသတဲ့ခြေစမ်းအရာအစင်းတော့တို့ဘယ်အသိကိုမဆိုအနိုင်ယူနိုင်ပါလေဘောလုံးကကျွန်တော်တို့အတွက်အများကြီးတဲပဲရှိပြီးကိုယ်စိတ်တန်းကြမှာရတဲ့အခါကျွန်တော်တို့တော့မကြိုက်ဘူးဒါပေမဲ့ခင်ဗျားရင်ပြန်တဲ့အခါဘလို့များလုံးလေဘလို့စိတ်ဝေးစိမှုကိုရှော့မလဲခင်ဗျားတို့ဘလို့တိရတဲ့တိုင်ပဲပြောမလဲညကကျွန်တော်ကောင်းကောင်းတော့အိမ်မပြောခဲ့ဘူး ကျွန်တော်ခင်ဗျားတို့ကိုပြောပြခဲ့လေမနက်၄နာရီလောက်မှအိမ်သာသွားဖို့လိုလာပြီးတော့ပြန်ပြီးအိတ်လို့မရတော့ဘူးဒါပေမဲ့ဒီညလဲကျွန်တော်ကောင်းကောင်းအိတ်ပြောမှတော့မဟုတ်တော့ဘူးဒီညကျွန်တော်ကောင်းထဲမှာချဲစင်းတဲ့ဘွဲအတွက်လဘဘူးလူစင်းကိုကျွန်တော်စဉ်းစားနေမှာပဲဆတော့ဘဲသူကိုရွေးတင်မလဲကျွန်တော်သာဆိုတော့ဘာလုပ်မလဲဆိုရင်ပေါ့ဒါဆိုရင်ခင်ဗျားဘဲသူကိုရွေးမှာလေကွင်းလယ်နဲ့ရှေ့တန်း၆ယောက်ကိုခင်ဗျားပြောပြပေးပါဦးကျွန်တော်ထင်တယ်သူကပြည့်တဲ့ရာသီကသူ့အသင်းကိုပဲပြန်သွားတဲ့နေဗျာ ခံစစ်ပိုင်းခိုင်မာတဲ့ကွင်းလယ်၃ရောင်ဖြစ်တဲ့စောဘဆိုင်ကိုထက်ညာတော့ခံလူတော့ကော်နာဘယ်လီကလူစားဝင်စားမအဖြစ်ဝင်လာတယ်ဆာလာကတော့ပွဲထွက်မှာပဲဆိုတော့ဘာလို့လဲဆိုတော့သူကလူစားဝင်ခဲ့လို့လေဆိုတော့အေးဆက်လာဟုတ်ပါတယ်အေးဆက်ကကစားမှာပဲကျွန်တော်ထင်တော့လဘဝသင်းကပို့ပြီးတော့အင်အားပြည့်သွားလာပြီးတော့နိုင်ရွာခတ်တဲ့အသင်းအသင်းဖြစ်အောင်ပြုတ်လို့ဖို့တော့လိုအပ်နေပြီဘတ်စကတ်ဘောဆန်တဲ့ပုံစံတွေကိုရှော့ပြီးတော့ဇာမကြီးတွေကိုကွင်းထဲကိုထည့်တင်နေပြီဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲချဲစီအသင်းအတွက်ခက်ခဲအောင်လုပ်ရမှာဂျဲစီကကောင်းမွန်တဲ့ရလာတစ်ခုရခဲ့ပေမဲ့ဟုတ်ပါလေ သူတို့ကဒီပွဲကိုလည်းတကယ်ကိုကျွန်တော်ကြည့်ခဲ့ပါတယ်။ဘယ်မီကာမှလည်းအခွင့်အရေးတွေအများကြီးရှိခဲ့ပါတယ်။ကျွန်တော်ထင်တယ်လေဘဘူးသားတွေကိုတွားပြီးတော့ဒေသင်းရဲ့ပုံမှန်လေဘဘူးအစွမ်းဆောင်ရင်းနဲ့သာကစားမယ်ဆိုတော့သူတို့ကဒီမှာနိုင်ရနိုင်ပါသေးတယ်။ဒါမှလည်းပဲနီးပြားကတော့ဒေသင်းရဲ့တိဆောက်ပုံကိုပြုတ်ပြင်ဖို့တော့လိုအပ်နေပါပြီ။တဲ့ဒီအနေထားကြီးကလုံးဝမှန်မှန်ကန်ဖို့လို့ကျွန်တော်ထင်တယ်။ဆိုတော့ဆောင်းနာကခင်ဗျားပြောခဲ့တဲ့အာနီစရော့ကိုဘာပြောခဲ့လဲဆိုတော့ပရိသတ်တွေကိုပြန်ပြီးတော့သတိပေးပါအောင်။ချို့ကအတော်ကိုမသိကြဘူးလေ။ဆိုတော့ခင်ဗျားမှာအမြင်တကူရှိခဲ့တယ်ဟုတ် အဟုတ်ပါတယ်ကျွန်တော်ကပွဲကိုတုံးတဲ့နေနဲ့သူ့ကိုမေးတာပါဘာလို့လဲဆိုတော့ဆတော့ဝင်လာပြီးတော့လေဘဝသင်းတွေလီဗလာနိုင်လောက်အောင်လုံပြီးနိုင်ကြတာကထူးရှုံပေမဲ့စိတ်ဝင်စားစရာကောင်းတာကသူလောခရာကကလော့ရဲ့အသင်းတင်းကိုယူပြီးတော့အခုကျွန်တော်တို့ကြည့်နေရတဲ့ပုံစံကိုအဲ့ဒီအသင်းတင်းကနေထုတ်ယူပစ်လိုက်တာပါပဲဆိုတော့အခုလက်ရှိလေဘဝသင်းမှာကျွန်တော်တို့ကြည့်နေရတဲ့ပုံစံကကလော့ကအသင်းကိုခရီးတစ်ခုပေါ်တင်ပြီးတော့နောက်ဆုံးရောမရဲ့အကောင်းဆုံးအသင်းဖြစ်အောင်ကြိုးစားနေတဲ့အချိန်ကပုံစံမျိုးပါပဲကလော့လောက်ကဘရမနဲ့အနေငယ်မှာအသင်းကအဲ့လိုပဲဒါစီစင်လိုက် ခံစစ်ပြေးစင်းလိုက်နဲ့ဘယ်ရမှတော်ဖြစ်နေကြတော့ဘူးစလုံးဝင်လာပြီးတော့သူကအသင်းပေါ်မှာနည်းနည်းလေးတည်ငြိမ်တဲ့အသက်ရောက်မှုတစ်ခုယူပေးခဲ့တယ်လို့ပါပဲအခုကတည်းကပျောက်ကွယ်သွားပြီဒါကရာခိုင်ကတော့ပုံစံအသင်းစီကိုပြန်ရောက်သွားတယ်လို့ပဲအဲဒီတော့ကရာခိုင်အတွက်အခြေအနေကမကောင်းခဲ့ဘူးကျွန်တော်ကစလုံးကိုနည်းနည်းလေးကွဲပြားတဲ့မန်နေဂျာအမျိုးသားလို့ထင်ခဲ့တာဗျအခုတော့သူတို့ခေါ်ယူထားတဲ့ပင်ကိုစရိုက်တွေကြောင့်လားဒါမှမဟုတ်အဝင်ခွင့်ရမှာဖြစ်သေးလို့လားတော့မသိပါဘူး ဒါမှလည်းပဲပြည်ရဲ့ရာသီကတည်ငြိမ်လွန်ပြီးလွှမ်းမိုးမှုရှိတဲ့ပုံစံကနေအခုလိုပုံစံကိုဘာလို့မြန်ပြန်ရောက်သွားလဲဆိုတာကျွန်တော်တော်တော်လေးကိုတော့စိတ်ဝင်စားနေရဗျကျွန်တော်ပြောရတော့ပဲအသင်းကားရီဘတ်စကတ်ဘောဆန်တဲ့ခန်းစားချက်ကပျောက်ကွယ်သွားခဲ့တယ်လေဒါကကျွန်တော်ဘလို့နီးနေမှဝေဖန်ပြောဆိုနေတာမဟုတ်တော့ဒါမဲ့ဒါကကွဲပြားတဲ့ဘောလုံးကစားဟန်တစ်ခုပါပဲစရောဒီညမှာကစားသွားတဲ့အသင်းတွေမှာဒီအားဒီချန်ပီယံလိကိုပထမဆုံးအကြိမ်ကစားဖို့ပြီးအိမ်ဝင်ပွဲဥထွက်ကိုစားခဲ့တဲ့အသင်း၃သင်းရှိပါတယ် သူတို့အကြောင်းကိုကျွန်တော်တို့ဆက်ပြီးပြောကြရအောင်ပါပရမဆုံးအသင်းကတော့ KN နဲ့ Real Madrid ပါပဲဆိုတော့နောက်ဆုံးမှာတော့ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ခဲ့ပေမဲ့လည်းပဲအချိန်ကတော့တော်တော်လေးတော့ကွဲပြားခြားတော့သွားပါတယ်ဆိုတော့တရားရီအာကွဲပြားသွားနိုင်ပါတယ်ပွဲအဆောက်အအုံရပါပဲသူတို့ကတော့ဘာဆိုတဲ့စတင်ခဲ့ပြီးဒါသာဖြစ်လာခဲ့ပေဆိုတော့ Champions League ရဲ့ကြီးကျယ်ဆုံးသောအခိုက်အတန့်တွေတဲကတစ်ခုဖြစ်သွားမှာပဲမဟုတ်လားတကယ်ကိုဖြစ်သွားမှာလေဒါပေမဲ့ဒီနေရာမှာ Scobie ရဲ့ကံကျက်အာသိမ့်မပါသွားခဲ့ဘူးလေ ပြီးတော့အခုအချိန်မှာအခြေစွမ်းအရောင်းကိုကောင်းမွန်လွန်းနေပြီးဘလုံတော်အတွက်ရေဘက်အဆောင်ဆုံးတွေတဲကတယောက်ဖြစ်လာမယ်ကန်လျာမာဘေးကသူ့ရဲ့ hat trick တွေကပထမဆုံး goal ကိုသွင်းယူနိုင်ခဲ့ပါတယ်သူကအခုတကယ်ကိုထိုင်တန်းပုံစံကိုပြသနိုင်ပြီးအခြားဘယ်သူနဲ့မှမတူတဲ့အစင်တန်းတစ်ခုမှရောက်နေပြီဂေါ်ရာစီရဲ့လောင်းဘောတစ်လုံးနော်အီသာဖြစ်သွားမယ်ဆိုရင်ခင်ဗျားတို့သူ့ကိုဘယ်လိုမှလိုက်မိနိုင်တော့မှာတော့မဟုတ်ဘူးဗျအခုကျွန်တော်တို့ပြောနေတာကကန်လျာမာဘေးပါအမ်ဘာပေပြန်လာပါပြီသူ့ကိုဝေဖန်တဲ့သူတွေအားလုံးကျွန်တော်ကတော့သူ့ဘက်မှာရက်တီခဲ့ပါတယ် မနေ့ကကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ကန်လီမာမီအကြောင်းကိုပြောခဲ့တော့ကြာတော့ကဗီနီရှက်ကဘဲတော်မန်နေရာမှာကစားနေခဲ့တဲ့အတွက်သူ့ဘိုးတိုက်စစ်မှုအဖြစ်ကစားနိုင်မလားဆိုတော့ခင်ဗျားတို့သိပ်မယုံကြည်ခဲ့ကြဘူးလို့ပြောခဲ့တယ်တော့အခုသူ့ရဲ့ကစားပုံမှာဘိုးတိုက်စစ်မှုတရောက်အနေနဲ့တခုခုပြောင်းလဲသွားတာမျိုးရှိမလားဆိုတော့ theory ကျွန်တော်ပြောချင်တာကတော့သူ့ကိုလိုလတ်ခွင့်ပေးလိုက်တဲ့အရန်ကို ရေးကြည့်တဲ့အချက်တစ်ချက်ကတော့ဇာဘီအလွန်ဆိုကဒါကအခုသူ့ရဲ့အသိမဲ့လို့ပြောလိုက်တာပါပဲခင်ဗျားသူ့ရဲ့ဆဲတဲ့ကလုံးရမယ့်အရာပေါ်မှာငြင်းကြနေပြီဆိုတာကိုမြင်နိုင်တယ် ူကဘောလုံးကိုထိန်းတာပြေးလမ်းကြောင်းတွေကိုပြေးဝင်တာဘီယာဘီဘီပြန်မဲ့ကိုဒုက္ခပေးတာမျိုးလုပ်တဲ့နံပါတ်ကိုအခန်းကဏ္ဍမှာရှိနေလားမဟုတ်ဘူးဒါပေမဲ့အခုသူလုံနေတဲ့အရာကလုံးဝကိုကွဲပြားသွားပြီဗျခင်ဗျားသူရဲ့ယုံကြည်မှုကိုမြင်နိုင်တယ်ကျွန်တော်ရင်ကပြောခဲ့သလိုပဲသူကအခုပိန်ပြီးကြစ်လာတယ်သူ့ရဲ့ပရမအဆုံးထေလန့်ဟာပြန်ရလိမ့်မယ်အရင်ကတည်းကစာရင်သူကပြေးလမ်းကြောင်းအတိုင်းပို့ပြီးတော့ကောင်းကောင်းပြေးတယ်လာတယ်ဆိုတော့သူပဲသူနဲ့ကစားနေရလဲဆိုတော့ကိုနားလေလာတယ်ဒါပေမဲ့ဟုတ်ပါတယ်ကျွန်တော်တို့ပြောခဲ့သလိုပါပဲသူကခင်ဗျားတို့မြင်နေကြနေမှာကိုစစ်စစ်လာ မဟုတ်ပါဒါပေမဲ့သူ့မှာနံပါတ်6တိောက်ရဲ့ကိုအရေးအတွက်တွေရှိနေလားမနေ့ကသူလုံးခဲ့တဲ့အရာတွေကတကယ်ကိုယူတော့ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ကွဲပြားခြားထားနေတယ်ဗျသူ့ရဲ့ဇေယျထက်တန်မှုပြန်ရောက်လာတာကိုခင်ဗျားတို့မြင်နိုင်တယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ကိုယ့်ရဲ့နီးပြားရဲ့ယုံကြည်မှုကိုရတဲ့အခါမှာဇာဘီလုံးစိုးလုံးခဲ့တာကသူ့ကိုလွတ်လပ်ခွင့်အပြည့်ပေးလိုက်တာပါပဲ โอเคနောက်တဲ့ channel လေးရာသီမှာပထမဆုံးအိမ်ခွင်းကစားခဲသွားတဲ့အသင်းအသင်းအကြောင်းကိုပြောလိုက်ကြရအောင်ပါအဲ့ဒါတော့ Powerhouse ပါ Bayern Munich အသင်းနဲ့ဇာတ်ကတဲ့အဲ Greek အသင်းအသင်းပေါ့လေသူတို့အတွက်တော့နည်းနည်းလေးရုပ်ဆိုးသွားတဲ့ပွဲစဉ်တစ်ပွဲလို့ဖြစ်ခဲ့မယ်လို့ထင်ပါတယ်တရားရေးအာဟုတ်ပါလေဖြစ်ခဲ့ပါတယ် Bayern Munich ကပွဲစားကလေးကသူတို့ကိုဇားစရာတစ်ခုလိုကိုဇားနေကြတာပါဆိုတော့ Ole ကတကယ်ကိုထူးချင်တဲ့ပွဲတစ်ပွဲကိုဇားသွားခဲ့ပါတယ် Hurricane ကလည်းထုံးစံအတိုင်းပဲဆိုတော့သူတို့အချိန်တော်တော်ကြာကြာလုံးနေရတဲ့အကြောင်းဖြစ်တဲ့ဂိုးတွေကိုစိတ်ကြိုက်သွင်းနေခဲ့ပြန်ပါတယ်ဒါမဲ့လည်းပဲခင်ဗျားမြင်တာက မိုင်ကယ်လစ်ကိုလူရွေးပွိုင်းလို့ချိန်ပေးလိုက်တယ်ဆိုတော့ပြီးတော့ဟာရီကိန်းကလည်းသူ့နေရာကိုရွေးပြီးကန်သွင်းခွင့်ရမယ်ဆိုရင် သူ့မှာကန်သွင်းဖို့တောင်းတာမရှိဘူးဒါကတကယ်ကိုရွေးရောက်စရာပါဒါကြောင့်မဲလူတွေကအစ်စပတ်ကိုအချောင်ပြောတဲ့အခါမှာဟာရီကိန်းတော်တော်ကွဲပြားနေတယ်လို့ပြောရတာပေါ့ဗျာဒီဇာမောင်းရေးစီကလည်းယုံကြည်မှုအပြည့်အဝစည်းစိမ်နေပြီးမနေ့ကရာသီတော့ကျွန်တော်တို့အဲ့လိုလုံးလိမ့်မယ်လို့သိမ်မထင်ခင်တော့ဒါပေမဲ့ဒီရာသီမှာတော့တို့နောက်ဆုံးနောက်ဆုံးအဆင့်တီကိုသွားနိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်နေတော့ ဆရော့ဟာရီကိန်းဂျာဆန်ကဘိုင်မနီအောင်တဲ့အတွက်သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူသွားခဲ့ပါတယ်ဟာရီကိန်းကတော့ယာဒီရဲ့ဆက်ချစ်ကိုမြောက်ကိုရနေပါပြီစတော့ဒါကဘလောက်တော့ဖြစ်နေရတာလဲဆိုတော့လေးချင်ရင်ကဂိုးတွေကိုပါရေးရွက်ထားတာများလားဟွာနောက်တာပါဆရော့တို့ကတကယ်ကိုမှမယုံနိုင်စရာကောင်းလို့ပါတယ်သူ့အတွက်ကျွန်တော်တကယ်ကိုပြောပါတယ်တကယ်ကိုကောင်းတဲ့ဇာမတစ်ယောက်ပါပြီးတော့ Oris ကလည်းအဆုံးသက်သွားတယ်မိုင်ကိုလစ်ကတကယ်ကိုကွဲပြားတဲ့ဇာမတစ်ယောက်ပါပဲကျွန်တော်တို့အမြဲပြောနေကြတဲ့အတိုင်းပဲလေပရီးမီးယားလိဂ်အသင်းတွေကဒီကောင်လေးတွေကိုဘယ်လိုလုပ်ပြီးတော့လက်လွတ်လိုက်တာလဲဆိုတာကျွန်တော်နားမလည်ဘူး ဆိုတော့ကုမ္ပဏီရဲ့ Bayern Munich အသင်းအတွက်တော့တကယ်ကိုကောင်းပါလေဒါပေမဲ့ဒီကောင်လေးတွေက Premier League မှာရှိနေတဲ့နေဗျကျွန်တော်တော့သိနားမလဲဘူးဒါပေမဲ့လည်း Bayern Munich အသင်းအတွက်တော့တကယ်ကိုကောင်းတာပေါ့ဗျာဆိုတော့ဒီနေ့ကျွန်တော်တို့ပြောပြရတဲ့နောက်ထပ်ဝဲဥထွက်အသင်းအသင်းဖြစ်တဲ့ Norway ကလည်း Bodo ကလည်းပါပဲသူတို့ကတော့ Tottenham Sport နဲ့အင်္ဂွေမှာဈာသွားခဲ့ပြီးကြော်ကြတဲ့နိုင်ဝဲဘွဲနဲ့လွဲချော်သွားခဲ့ပါလေဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရောဂျမီးယားလေးဒီပြန်ဝင်မှာခင်ဗျားကအချားလေးတွေထဲပင်နေဒီတွေကိုပို့ပြီးတော့လွယ်လွယ်ကူကူရအသင့်နေဆိုတော့ကျွန်တော်သိခဲ့ပါတယ် လဘောင်းနဲ့ပွဲစဉ်မှာလည်းခင်ဗျားတို့အဲ့ဒါကိုမြင်ခဲ့ရနိုင်ပါတယ်သူကဟာရီကိန်းလိုပဲပြေးတက်လာတယ်သူကဟာရီကိန်းလိုပဲနံပါတ်6ကိုစားမှာပြီးတော့သူကအင်္ဂလန်အသင်းအတွက်ပြင်းထန်တဲ့ပွဲမှာဟာရီကိန်းနဲ့လွဲချော်ခဲ့တယ်လို့ပဲပင်နယ်တီကိုလွဲချော်ခဲ့ပါတယ်အဲ့ဒါကညံဖြစ်တဲ့ပင်နယ်တီပါတကယ်ကိုညံလုံးပါတယ်ပြောရရင်တော့မင်းရဲ့ပင်နယ်တီရဲ့တပုံစံလည်းပဲဒါပေမဲ့အဆုံးသက်တွေကိုကြည့်လိုက်ပါဦးတကယ်ကိုလှပါလုံးပါတယ်သူဝင်လာတယ်တဖက်ကိုသွားမယ်လို့ဟန်ဆောင်ပြီးအဝေးတောင်တွေကိုကွေးကန်ပြီးတော့တွင်းလိုက်ပါတယ်။ဆိုတော့စပါးသေးကပြည့်ရာသီမှာဒီလိုအနေထားတွေမှာအများကြီးမြင်တွေ့ခဲ့ရပါတယ်။ ပွဲတွေများကြီးချုံခဲ့တယ်ဒါပေမဲ့သောမဆွမ်းရင်လောက်မှာတော့ဒီအသင်းကနည်းနည်းလေးပို့ပြီးတော့ချက်ခနဲ့စိတ်တက်တွေရှိလာခဲ့ပါတယ်။နောက်ကိုကိုမရှိတဲ့ချုံနေရာကနေသူတို့အနေနဲ့ပြန်လာခဲ့ကြပါတယ်။ဆိုတော့မိဂါရီလူဆောင်ဝင်ဇာမကကိုကိုကိုတွင်းပြီးသွားခဲ့တာပါ။ကိုသမားကကာကွယ်လန့်နေပြီးရဲ့နောက်မှာနောက်တန်းလူနဲ့ထိပြီးတော့ဝင်သွားခဲ့တာပါ။အဲ့ဒီမှာဘာမှလုံးလို့မရတော့ပါဘူး။ဆိုတော့ကျွန်တော်တို့ချက်စီဘက်ကိုသွားလိုက်ကြရအောင်ပါ။ဂျိုဒီမော်ရီကိုဆယ်လီမားဆက်ရှိနေကဘေမီကန်တဲ့နီးပြအဖြစ်ခန့်အပ်ခဲ့ပါလေ။ဆိုတော့ပွဲစဉ်တွေမှာမော်ရီကစတမ်ဘောဘရစ်ကိုပြန်လည်ရောက်ရှိလာပြီးတော့ ်ပီတာချမိုင်ကကသူပြန်လာခြင်းကိုတတ်သိခံဖို့အတွက်အဲ့ဒီမှာရှိနေပါတယ်ဆိုတော့ပီတာရေလုံးဝပါပြောဟုတ်ပါတယ်သူကကွင်းထဲကိုတော့ထွက်လာပါပြီဆိုတော့လူတိုင်းကလည်းဆင်းလာပြီးတော့သူ့ကိုနှုတ်ဆက်ကြတယ်သူကဆေးရတက်ကြွနေတဲ့ပုံပဲပြပြီးတော့သူပြောတဲ့စကားတွေကအရင်ကအတိတ်ပဲရှိပါတယ်ကြောင့်ထဲနေပီတာဘေဘီကနဲ့ချယ်စီအသင်းနှစ်သင်းစုံကလီယာဒီတို့ရဲ့ပရမအဆုံးချန်ပီယံပွဲစဉ်ကိုရှုံးနိုင်ခဲ့တဲ့ဆိုတဲ့အချက်ကိုထည့်သိပြီးထည့်ပြီးစဉ်းစားလိုက်မယ်ဆိုရင်ဒါတို့နှစ်သင်းလုံးအတွက်တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ထင်တယ် ဒါပေါ်တော့ကတော့အသက်ကိုရေးကြည့်ပါတယ်ဘေးမီယာအသင်းအတွက်ကာရာဘတ်စ်မို့ချုံနေခဲ့တဲ့ဘွဲစဉ်ကတကယ်ကိုအောင်းအသင်းစီအားဖြစ်ခဲ့ပြီးအဲ့ဒီနောက်ဆက်တွဲအဖြစ်ဘရူနိုလောက်ကိုထုတ်ခံခဲ့ရပါတယ်အဲ့ဒါကြောင့်မော်ရီကိုဒီကိုရောက်နေရပါဆိုတော့သူကအဲ့ဒါကိုပြောင်းလဲပြရမှာပါသူကအသင်းတွေကိုရှေ့ဆက်သွားအောင်လုပ်နိုင်တဲ့နာမည်ကောင်းလေးတစ်ခုရှိပါတယ်ဆိုတော့ဒါကြောင့်မို့ဒီကနေ့မှအဲ့ဒါဖြစ်လာဆိုပြီးစောင့်ကြည့်ကြရအောင်ပါဆိုတော့ဂျမ်မီဘေးမီယာနဲ့ဂျိုစီအကြောင်းပြောရရင်တော့ဖီနာဘာဂျီမာသူ့အတွက်ခက်ခဲတဲ့အခြေအနေကိုဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ပြီးတော့သူက ဒီဘီမီကအခွင့်အရေးကိုရခဲ့ပြီးအဲဒီကပြိသက်တွေကတော့သူကနှစ်တွေကိုနောက်ပြန်လှည့်ပြီးတော့အောင်မြင်မှုအချို့ကိုယူဆောင်လာပေးနိုင်လိမ့်မယ်လို့မျှော်လင့်နေကြမှာပဲသူ့ကိုဘီမီကကလုံပေးလိုက်တဲ့အခါမှာဒါမှမဟုတ်သူကဘီမီကလုတ်ကိုယူလိုက်တဲ့အခါမှာခမားဘလို့များထင်မိပါလဲဆိုတော့တရားရီကျွန်တော်ထင်တာတော့သူကတပတ်နှစ်ပတ်လောက်ပဲအလုပ်လက်မဲ့ဖြစ်ခဲ့ပြီးအဲ့ဒါကဂျိုဆင်မော်ရီယိုဘောလုံးမန်နေဂျာတယောက်မှဖြစ်ပဲမလဲပတ်နိုင်ဘူးဆိုတော့ကိုပြသနေရလို့ထင်တယ်သူကအဲ့ဒါကိုဘသူ့ဘဝမှာလိုအပ်တယ်လေ ကျွန်တော်ကဂျိုစီကိုကမ္ဘာအထူးဆုံးကလပ်တွေနဲ့အချို့မှာမြင်တွေ့နေကြဖြစ်နေတော့အခုလိုကအဆင့်တစ်ခုဆင့်ကျသွားသလိုခံစားရတယ်။သူသမင်သူ့ကိုဖီနာဝါဂျီမှာမြင်ရတဲ့အခါမှာပေါ့လေ။ဘေမီကာကတော့ချန်ပီယံကလပ်တစ်ခုပေါ့လေ။ဒါပေမဲ့ပေါ်တူဂီအကြီးမားဆုံးကလပ်လို့တောင်ပြောလို့ရပါလေ။အဲ့ဒါကသူ့အတွက်အရာအလုံးစတင်တဲ့နေရာပဲလေ။သူ့မန်နေဂျာအဖြစ်ပထမဆုံးစတင်ခဲ့တဲ့ကဘေမီကာမှာတကယ်ကိုတူတောင်းတဲ့ကာလအချိန်လေးတစ်ခုရှိခဲ့ဘူးပေါ့လေ။ ဒါပဲလည်းဒီလိုခေါင်းကြီးပိုင်းတွေကနေဒါမှမဟုတ်အမြင့်ဆုံးအစ်စ်မနေပြနေတာကနေဘယ်တော့မှတော့ဖယ်ထုတ်လို့ရမှာတော့မဟုတ်ဘူးဗျသူ့ကိုပြန်တွေ့ရတာအယံကိုဝမ်းသာပါလေပြီးတော့ဂျိုစီရောက်တဲ့ပဲသူ့ရဲ့ပရမအဆုံးချမ်ပီယံလိပွဲကိုစတမ်ဘူဘစ်ကိုပြန်လာကစားတာမျိုးလဲဖြစ်နိုင်မှာပါဂျမီသူ့ကိုသာကြီးလိုက်စမ်းပါကျွန်တော်လုံးဝသူ့ရခဲ့တဲ့စူလားတွေကိုကြီးလိုက်ပါဒေဗလာ၈ကြိမ်ပြီးရင်ဗလာ၈ကြိမ်ချမ်ပီယံဗလာ၂ကြိမ်ယူဘာလိဗလာ၁ကြိမ်ယူဘာကွန်ဖရင့်၁ကြိမ်ဒါကစူလားတွေကိုစင်စက်မပြတ် ယူနေတဲ့သူပါခမရနိုင်ရတဲ့သူတွေအကြောင်းအမြန်ပြောနေရမလားဆိုတော့ဂျမီဟုတ်ပါတယ်နောက်ဆုံးအနေနဲ့ငယ်တွင်ကကလက်တွေတိတ်မမိုက်တော့ပေမဲ့လည်းဒီလူတော့ကျွန်တော်တကယ်ကိုတော့ကြိုက်တယ်ဗျသူပရမအောင်ချဲသေးကိုရောက်တော့ကကျွန်တော်ကဒါပဲသူလဲကွာဆိုတာမျိုးဖြစ်ခဲ့တာလေပင်ကိုစရက်တွေရှိတယ်ဆွဲဆောင်မှုတွေရှိတယ်ဆဲလို့ရှောက်ဖို့ကောင်းတယ်သူကကွဲပြားနဲ့ဘောလုံးကစားဟန်နဲ့ကစားတယ်လိုဘလော့နဲ့ကစားတယ်အခုတော့လိုဘလော့ကပြန်ပြီးခင်စားလာပြီမဟုတ်လား ကျေးဇူးတင်ပါတယ်ဒါတော့ CBS Sport ကနေတင်ဆက်ခဲ့တဲ့အကြောင်းအရာတွေကိုစုစည်းပြီးတော့ပြန်လည်တင်ဆက်ပေးကြတာဖြစ်ပါတယ်ပရိသတ်များလို့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ